မသေးခင်သိထားတဲ့တဘာဝနီလန်းကောင်းများနံပါတ်၁ရေခဲရေစိန်ချင်းဟိုတလောအာတတပေါ်မှာနာမည်ကြီးသွားတယ်ရေခဲရေခဏခဏစိန်တဲ့လူကိုမှတ်မိကြအောင်ပဲလို့ထင်ပါတယ်လူမျိုးမျက်နှာကိုရေခဲရေစိန်ချင်းကသွေးလက်ပတ်မှုကိုအားကောင်းစေပြီးတော့ခနာကူကိုပေါပါသွက်လက်စေတယ်လို့ဆိုပါတယ်အများစုကရေခဲရေစိန်နေဆိုရင်တကူလုံးစိန်မှပဲအကျိုးရှိတယ်လို့ထင်ကြတာပါ တကယ်တော့မျက်နှာတစ်ခုတည်းကွက်ဆိုင်ခြင်းကလည်းတကိုယ်လုံးစိန်တလောက်နီးနီးကိုအာနိသင်ရှိပါတယ်မျက်နှာကိုရေခဲရေစိန်လိုက်ခြင်းကမနာရန်ရန်နေတဲ့ကိုရင်းစနစ်တွေကိုခိတအနာရသွားစေပြီးတော့တက်ကြွလန်းဆန်းမှုကိုရရှိစေပါအကြောင်းရေခဲစိမ့်မယ်ဆိုရင်ဝနန်ဒူလိုတစ်ခုလုံးစိမ့်စရာမလိုပဲနဲ့အက်စတွန်ဟောလိုမျိုးမျက်နှာတစ်ခုလေးစိမ့်ရုံနဲ့တင်လုံလောက်ပါတယ်။အဲဒီလိုမှမဟုတ်ပဲနဲ့ဝနန်ဒူကိုအားကြပြီးတော့တစ်ခုလုံးရှောက်စိမ့်နေမယ်ဆိုရင်တော့မရှိရှိရလေးတွေပါတိုးဝင်သွားမှာဖြစ်ပါတယ်။နံပါတ်1တဘာဝကဖိန်း မနက်မိုးလင်းလာရင်ဘာကော်ဖီဘာလဖေးမှမတော့ပဲနဲ့အလိုလိုတက်ကြွလန်းဆန်းလာမယ့်နီလန်တစ်ခုရှိပါအဲ့ဒါကတော့အင်းရှိထွက်ပြီးခံလိုက်ဖို့ပဲဖြစ်ပါနေအောင်ခံတာကိုပြောတာပါမနက်နိုးတာနဲ့တခြားဘာအလုံးမှမလုပ်သေးပဲနဲ့အင်းရှိထွက်ပြီးနေအောင်ခံလိုက်ခြင်းကလူကိုတက်ကြွလန်းဆန်းသွားစေမှာဖြစ်ပါတယ်အချင်းမူတူဖြစ်နေရင်တော့ချက်ချင်းထထိုင်သွားမှာပါမနက်ခင်းနေအောင်ကြီးကိုတမ်းမြင်လိုက်ရတဲ့မျိုးလုံးကကော်ဖီတောက်လို့ကျယ်လာတဲ့မျိုးလုံးထက်အများကြီးပိုပြီးတော့လန်းဆန်းမှုရှိပါ ။ဒါကြောင့်မနှမ်းမနှမ်းကြရင်ကင်းဆောင်ထားသလိုအိမ်ငိုက်တဲ့သူတွေအတွက်နနိုးချင်းထွက်ခံကြည့်ဖို့အကြံပေးခြင်းပါ။နေအောင်ကိုပြောတာ။နံပါတ်3 sleep cycle တနေ့ဟို7နာရီလောက်အိတ်တာတော့မှအေးအေးသိမ့်မဝခြင်းတဲ့သူတွေရှိကြမှာတကယ်တော့ဒါအိတ်ပုတ်ကြီးလုံးလုံးမဟုတ်ပဲနဲ့အိတ်ပုံအိမ်ကြီးမှားနေလို့ပဲဖြစ်ပါတယ်ဒီကြကြပြောရမယ်ဆိုရင်တော့ထတဲ့အချိန်မှားနေလို့ပါလူတယောက်ရဲ့ sleep cycle ကတခါအိတ်ရင်တနာရီခွဲကြာမြင့်ပါတယ်ပြန်ပြလူတယောက်ကတညာ sleep cycle ၅ခုလောက်ထိကိုအိတ်တက်ကြပါတယ်စစစပေါင်း9နာရီခွဲလောက်ပါ ဒါဆိုရင်ဘလို့အိမ်ရင်အေးဝမလဲဆိုတော့ဆလိဆက်ကေတစ်ခုပြည့်အောင်အိမ်ရင်အေးဝတယ်လို့ပြောလို့ရပါတယ်။ဥပမာည7နာရီအိပ်ပြီးတော့မနက်3နာရီထားတဲ့ကောင်နဲ့7နာရီအိပ်ပြီးတော့မနက်9နာရီထားတဲ့ကောင် ရှင်လိုက်ရင်တော့မှ3နာရီထားတဲ့ကောင်ကပို့ပြီးတော့အေးဝဒီမှာဖြစ်ပါတယ်။ အဲ့ဒါဘာကြောင့်လဲဆိုရင်တော့3နာရီပဲအိတ်တဲ့ကောင်က16 cycle နှစ်ခုတည်းပြည့်အောင်အိတ်လိုက်လို့ပါ။9နာရီအထိအိတ်တဲ့သူက16 cycle မပြည့်သေးပဲနဲ့ကိုလိုကန့်လိုက်နိုးလာတဲ့အတွက်ဘလို့မှအေးရွားနိုင်မှာမဟုတ်ပါဘူး။တကယ်လို့သာ6နာရီခွဲလောက်ထားခဲ့မယ်ဆိုရင်ပိုလို့တော့အေးရွားအောင်မှာဖြစ်ပါတယ်။ဒါကြောင့်နောက်တစ်ခါမနဲ့ထားတော့မယ်ဆိုရင် cycle လေးတွက်ပြီးစမ်းထားကြည့်ဘူးလေအကြံပေးချင်ပါ။ Okay ။နံပါတ်၄ဟန်းဂျယ်။ဟန်းဂျယ်လို့ပြောလိုက်ရင်လူအများစုကလက်ဆေးရဆိုတာလောက်ပဲသိကြတာပါ။တကယ်တော့ဟန်းဂျယ်ဆိုတာလက်တင်မဟုတ်ဘဲနဲ့တခြားနေရာတွေကိုလည်းဆေးလို့ရသေးပါ။ ကျွန်တော်ပြောတာအင်ဂျီတို့ဘာတို့ကိုပြောတာပါအင်ဂျီတွေမှာအစွန်းထင်းနဲ့မြစ်ပင်တွေဟန်းကျင်နဲ့အလွယ်တကူဖြတ်လို့ရပါတယ်နောက်ပြီးဖုန်းတွေ laptop တွေအတွက်ဆိုရင်လည်းမှန်ကြည်စေးအနေနဲ့အသုံးပြုလို့ရပါတယ်ဒါရင်ပဲလားဆိုတော့မဟုတ်သေးပါဘူးရုတ်တရက်ချွေးစော်တွေနန်းလာရင်လည်းဟန်းကျဲလေးကိုကတိုးလေးလိမ့်ပြီးတော့ချွေးနံမထွက်အောင်ကာကွယ်နိုင်သေးပါတယ်။နောက်ပြီးတော့သပင်းကျမ်းမာရေးအတွက်ပါအထောက်အကူပြုသေးတယ်လို့ဆိုပါတယ်။အထူးကတော့ဟန်းကျဲဒီမှာပါဝင်တဲ့အယ်ကိုဟောကြောင့်ဘာလို့လို့ကိုတင့်တယ်နေတာပါ။အဲလူကြီးမင်းတို့လည်းဘာလို့လို့အဆင်ပြေခြင်းလဲဆိုရင်တော့အယ်ကိုဟောလေးအဆင်သင့်ဆောင်ထားဖို့အကြံပေးခြင်းပါတယ်။ ဟန်းကျယ်ကိုပြောတာပါအဆုံးလေးကြည့်ပြီးရတော့အားလုံးကိုကျေးဇူးတင်ပါတယ်